လာမယ့်ရာသီချန်ပီယံဆုတွေရယူဖို့ဒီအတုံးမုံနဲ့ကစားမကိုကိုရဲရဲဆက်ဆက်ရှင်းထုတ်လိုက်တဲ့ United ပရိသတ်များလုံးဝမိန်လာများရွှေရိုအိုင်ဘက်ကွန်ရှင်ကို online အချင်းကနေပြန်လည်ကြိုလိုက်ပါရင်မန်ချက်စတာနိုင်တဲ့အသင်းကတော့အသင်းရဲ့လူစင်းပိုင်းကိုကြီးစွာသောအပြောင်းအလဲပြုလုပ်ဖို့ရာစီစဉ်နေပါရင်ဒါကြောင့်လည်းအသင်းကနေကစားမကိုအထိဒီလအကုန်မှာထွက်ခွာခွင့်ပေးလိုက်ပြီဖြစ်ကြောင်းပြောကြားလာခဲ့တာပါ ယူနိုက်တက်လိုလက်လွတ်လိုက်တဲ့ကစားသမားတွေနဲ့အတွင်းကြုံမြင်မာတဲ့ဂျွန်နီအီဗန်နဲ့ခရစ်စတီယန်အယ်ရီဆန်တို့လိုကစားမားတွေလည်းအပါအဝင်ပဲဖြစ်ပါတယ်။အီဗန်ကတော့ယူနိုက်တက်နဲ့ဆာရုပ်တရံကုံဆုံးခဲ့ပြီးတော့ professional ဘောလုံးသမားဘွားကနေအနိုင်ရတော်မှာဖြစ်ပါတယ်။ယူနိုက်တက်ကလည်းထွက်ခွာသွားမဲ့ကစားသမားတွေမှာဖီတာလီနီတို့လည်းပါဝင်နေပြီးတော့သူလည်းရာသီအကုန်မှာစာချုပ်တရံကုံဆုံးပြီဖြစ်ပါတယ်။ကိုရီကဲလို့ပရိသတ်တွေကချစ်စလုံးနဲ့ခေါ်ကြတဲ့လင်းနီလောကဒီနောက်ပိုင်းနှစ်တည်းမှာကျူးကျူးဆော့ဆော့မှကစားခဲ့တာကြောင့်လည်းဝေဖန်ခံနေရတာဖြစ်ပါတယ်။ထို့အပြင်လူငယ်ကစားသမားတူဖြစ်တဲ့ Hanbat grand check ကလည်း united ကနေထွက်ခွာမှာပဲဖြစ်ပါရင် united ဟာအသင်းရဲ့ကိုယ်တော်အစိုးအဖွဲ့ကိုပြောင်းလဲခြင်းနေတာအသင်းလည်းဖြစ်ပါရင်ဟိုတနာကိုရောင်းထုတ်လို့ရနေပေမဲ့ကလန်လာမယ့်အသင်းမရှိလို့အခက်တွေ့နေတာပါ united ဟာတတိယဦးစားပေးကိုယ်တော်တွင်ဟီတန်ကိုတော့စာချုပ်တက်တန်တိုးသွားဖို့ရလုံဆောင်နေလည်းရှိပါရင် united တို့စာချုပ်တက်တန်အကုန်လုံးအလုပ်ပြောင်းရွှေ့ခြင်းနဲ့ထွက်ခွာဝင်ပေးလိုက်တဲ့ကစားသမားတွေကတော့ veteran တွေတော့ junior evan christian erison herbert grandchat jack kinan samari tomiley jane nolan တွန်ဝစတာတို့ပဲဖြစ်ပါရင် တကယ်နေတော့ဟာတိုက်ဆက်ပိုင်းဒရိုင်ဗာဂျိုကာရက်ကိုခေါ်ယူဖို့ရာစ조사လည်းရှိနေပါတယ်။လက်ရှိမှာတော့ဂျိုကာရက်နဲ့စပိုးလင်းတို့ကြားမှာတင်းမာမှုတွေဖြစ်ပွားလည်းရှိပါတယ်။ဂျိုကာရက်ကစပိုးလင်းနဲ့စပိုးလင်းနဲ့ပြောပြသားသဘောတူညီချက်တစ်ခုကိုလေးမထားသဖြင့်အမြတ်တော်သားထွက်နေတာပဲဖြစ်ပါတယ်။ စပိုရင်းတဲ့ကဂျိုကာရဲ့အတင်းပြောင်းမယ်ဆိုရင်ပြောင်းရွှေ့ခြင်းယူတန်း60ဘလန်အပေါ်ဆိုခြင်းယူ70တန်းနဲ့ရောင်းချပေးမယ်လို့နှုတ်အားဖြင့်သဘောကျညီထားတာပါဒါပေမဲ့လက်တွေမှာတော့စပိုရင်းလေးဆိုရင်ဥက္ကဋ္ဌဖာရန်ဒိုဖာရန်တက်စ်ကပြောင်းရွှေ့ခြင်းယူတန်း80တီတောင်းဆိုနေလို့ပဲဖြစ်ပါတယ်ဒါကြောင့်ဂျိုကာရဲ့ကသူ့ရဲ့ Instagram မှာစပိုရင်းလေးဆိုနဲ့ပတ်သက်တဲ့တင်သမ်းများမှန်သမ်းများအားလုံးကိုဖျက်ပြလိုက်ပြီးပဲဖြစ်ပါတယ်ယူနိုက်တက်ကပြောင်းရွှေ့မှာကွန်ညာတူးတဲ့ကကစားမအသေးပြင်ခေါ်ယူကြောင်းကြေညာထားနိုင်ခဲ့တာပါအမ်မူမိုကိုခေါ်ယူဖို့ကြိုးစားနေသေးပေမဲ့ခုထိ Brandford အသင်းနဲ့ပြောင်းရွှေ့ခြင်းညှိနှိုင်းလို့မရသေးတာပဲဖြစ်ပါတယ်အမ်မူမိုကိုကြားပြတ်ခေါ်ယူဖို့ Spurs အသင်းကလည်းကြိုးစားနေရှိပါတယ် စပါဟာတောမန်ဖရန့်ကိုနီးပြားအသင်းဖြစ်ခံရဖို့ရှိနေတာကြောင့် MMO ခေါ်ရွေးလှုပ်ရှားနေတာပဲဖြစ်ပါရင်ဘာပဲပြောဘရူနိုအသင်းမှာဆက်ရှိနေတာက United အတွက်တော်သေးတယ်လို့ဆိုရမှာပါအသက်30ကျော်ပြီဖြစ်တဲ့ဘရူနိုအနေနဲ့ sorry မှာ AA စစ်စစ်ငွေသွားခတ်တော့မယ်လို့ထင်ခဲ့တာဖြစ်ပါရင်ဒါပေမဲ့တကယ်တမ်းမှာတော့ဘရူနိုက sorry ကိုစကားလုံးနှလားလေးနဲ့ညင်းပယ်ပြီးတော့ United အတွက်ဆက်လက်ကစားပေးဖို့ပဲဆုံးဖြတ်လိုက်တာဖြစ်ပါရင်ပေါ်ပြီးလင်းစားစရာကောင်းတာကဘရူနိုနေနဲ့အေးလေလိုမျိုးဆူလာအာမကန်ချက်ပေးနိုင်တဲ့အသင်းမကြသေးခင်ကမှနီးပြအဖြစ်အင်းစာကြီးကိုခန့်ထားခဲ့တဲ့အသင်းကိုညင်းဆန်ခဲ့တာမို့လို့ပါပဲ ဘရူနိုဟာဆော်ဒီပရိုလီရဲ့စီးစိမ်ဥစ္စာပုံမွေးမှုကိုညှင်းပယ်ပြီးတော့ United မှာဆက်နေဖို့ဆုံးဖြတ်ခဲ့သူပါ United ပရိသတ်တွေအနေနဲ့ဘရူနိုကိုပို့ချစ်ပေးရတော့မှာပဲဖြစ်ပါရင် United တို့အပြောင်းအရွှေ့မှာဘယ်ကစားမှအသင့်တွေခေါ်နိုင်မလဲဆိုတာကတော့ဆက်လက်စောင့်ကြည့်သွားရမှာဖြစ်ပါရင်ဟုတ်ကဲ့ပါများ view လေးကတော့ပဲနောက်နေ့မှာလည်းအားကစားနေပါတဲ့သတင်းချောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow ပြီး video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနေကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ